ဒီကနေ့ခုဆိုတဲ့စကလုံးကိုဟောချာနာကြရအောင်ခုဆိုတဲ့စကလုံးကိုအရထဲမှာဝတ်လိုက်တယ်ဟုတ်လေဆိုပြီးတော့သုံးကြတယ်နော်ခုဆိုတဲ့စကလုံးကကုတ္တဆိုတဲ့ပါဠိစကလုံးကနေပြီးတော့ဆင်းသက်လာတာဖြစ်တယ်ကုတ္တဆိုတာပါဠိစကလုံးအဲ့ဒီပါဠိစကလုံးကိုမြန်မာပြုတ် ပြီးရဲ့အခါတက်တော့ကိုလို့တို့မြမာတွေသုံးနှုံးရတယ်။ကိုရဲ့အ내အတိဘဲကိုပါဠိမြမာအပိဓာမှာအဖန်ဖန်လက်တတော်ကြောင့်ဟွန်ညီလို့အ내အတိဘဲကိုပေါ်ပြထားပါတယ်။တမျိုးပြောရင်ခုဆိုတာလေပတ်မှုကိုခုလို့ခေါ်တယ်။လေတဲ့လေပတ်မှုဆိုတာဥပမာမြင်သာအောင်ပြောမယ်ဆိုလို့ရှိတယ်။ မနဲ့မိုးလင်းလာတာနဲ့နေထွက်လာသည်ဒီနေ့ဟာမိုးချုပ်တာနဲ့ဝင်သွားနောက်တနေ့မိုးလင်းတာနဲ့ပြန်ထွက်လာတယ်မိုးချုပ်တော့ပြန်ဝင်သွားတယ်ဟုတ်လားဒါဥပမာတစ်ခုနောက်ဥပမာတစ်ခုလိုင်းကားမောင်းတဲ့ကားဆရာလေးကြီးမနဲ့မိုးလင်းတာနဲ့ဒီဘက်ကိစ္စကနေပြီးတော့ဟိုဘက်ကိစ္စကိုမောင်းသွားတယ်ဟိုဘက်ကိစ္စရောက်ပြန်တော့ ဒီဘက်ကိစ္စကိုမောင်းလာဒီဘက်ကိစ္စအရောက်ပြီးရင်ဟိုဘက်ကိုမောင်းသွားတယ်အဲ့ဒါတနေ့တည်းလားနေ့တိုင်းနော်ဖန်ဖန်လေစီတက်တဲ့အတွက်ကြောင့်ပွင့်မြည်ဤအဲ့ဒီလိုမျိုးလဲနေတာဟာဆင်းရဲနဲ့လဲတာလားချမ်းသာနဲ့တည်တာလားစင်ရဲနဲ့တည်နေတဲ့အတွက်ကြောင့်ဒီဝတ်ကိုစင်ရဲနဲ့တွဲလိုက်တဲ့အခါကျတော့ ဝတ်စင်ရဲ့ဆိုပြီးသုံးတယ်ဟာအဖန်ဖန်လဲတဲ့အတွက်ကြောင့်သူ့ကိုတန်တရာနဲ့ထပ်တွဲတော့တန်တရာဝတ်စင်ရဲ့ဆိုပြီးတော့သုံးတယ်ဗုဒ္ဓဘာသာဝင်တွေဟာကောင်းမှုကုသိုလ်ပြုတဲ့အခါမှာတန်တရာဝတ်စင်ရဲ့မှာလုံမြောက်ပါရခြင်းအကျိုးပါဆိုပြီးတော့ဟုတ်လားသင်္ကန်းတောင်းတဲ့အခါကျရင်ရောဘယ်လိုတောင်းလဲ တဏ္ဍရာကိုဆင်းရဲမှလွန်ရောက်ပါရခြင်းအကျိုးငါပွတ်ဆိုတာဟာအမျိုးအစားအဖြစ်ခွဲမယ်ဆိုရင်ကိလေသာဝေကမ္မဝေဝိပါကဝေဆိုပြီးတော့ဟုတ်သုံးပါပြောကြည့်ပါဦးကိလေသာဝေကမ္မဝေဝိပါကဝေဆိုပြီးတော့ဟုတ်သုံးမျိုးရှိတယ်အဝိဇ္ဇာတဏှာဥပါဒါအား ကိလေသာဝောကဲဒီသုံးမျိုးမှားတာညာမယ်လို့ထင်ရင်အဝိဇ္ဇာနဲ့တဏှာလို့မှားအဝိဇ္ဇာနဲ့တဏှာကိလေသာမှားလားကိလေသာဝတ်သုံးပါတဲ့ကမှတ်လို့လွယ်အောင်အဝိဇ္ဇာနဲ့တဏှာနှစ်မျိုးပဲမှားလိုက်ကိလေသာဝတ်ရဲ့နောက်တစ်ခုကဘာလဲကမ္မဝောကမ္မဆိုတာပြုလုပ်တာနော် ကဲပြုလုပ်တဲ့အခါမှာကမ္မဝတ်ကပရိစ္ဆသမုပ္ပါဒ်ပါဘယ်လိုပြတာလဲကမ္မဘဝရဲ့သင်္ခါရရဲ့ဆိုပြီးပြထားတယ်ဟဲ့လားကမ္မဘဝနဲ့သင်္ခါရကိုမှတ်ရတာခက်မှာဆိုလို့ရှိရဲ့ကုတုနဲ့အကုတုလို့မှတ်လိုက်လွယ်လာအဲ့လိုမှတ် ကုသိုလ်နဲ့အကုသိုလ်လို့မှတ်လိုက်ကာမဝတ်ကိုကုသိုလ်နဲ့အကုသိုလ်လို့မှတ်မယ်ကိလေသာဝတ်ကိုအဝိဇ္ဇာနဲ့တဏှာလို့မှတ်မယ်ကိလေသာကုကိုဘာနဲ့ဘာမှတ်မလဲအဝိဇ္ဇာနဲ့တဏှာလို့မှတ်ကာမဝတ်ကိုဘာနဲ့ဘာမှတ်မလဲကုသိုလ်နဲ့အကုသိုလ်မှတ်နောက်တစ်ခုပါဝတ်ကြမလဲဝိပါကဝတ်ကြမယ်ဝိပါကဝတ်မှာတော့ပြိဿသမုပ္ပတ်ဒေသနာတော်အရဆိုလို့ရှိရဲ့ ဥပပတ္တိဘဝဝိညာဉ်နာယုတ်တလယတနာဖတ်တဝေဒနာစာတိစရမရဏဆိုပြီးတော့ဟောပြထားတယ်ဒါကိုတို့တကဓမ္မတွေမှတ်ဖို့ခက်မယ်ဆိုလို့ရှိရင်မှတ်လို့လွယ်အောင်ယုံနာနှစ်ပါးတော့မဟုတ်ခန္ဓာ၅ပါးလို့မှတ်လိုက်ဟုတ်လားဝိပါကကိုဘယ်လိုမှတ်မလဲယုံနာနှစ်ပါးခန္ဓာ၅ပါးလို့မှတ်မယ် ဝိပနပါရှိမလဲ၃ပါရှိမယ်ဘာတွေလဲကိလေသာဝကမ္မဝဝိပါကဝเนาะကာမဝမဟုတ်ဘူးเนาะကမ္မဝเนาะကမ္မကံဆိုတာပြုလုပ်တာเนาะကိလေသာဝကိုဘာနဲ့ဘာလဲကိလေသာဝအဝိဇ္ဇာနဲ့တဏှာကမ္မဝဆိုတာကုသိုလ်နဲ့အကုသိုလ်ဝိပါကဝဆိုတာ ယုံနာနှစ်ပါးခန္ဓာလားပါးနော်အဲ့ဒါခုသုံးပါးကိုဒါအကျင်မှတ်တာဒါဆိုလို့ရှိရင်ပြန်ပြောမယ်ကိလေသာဝုတ်ဒီဘာနဲ့ပါလဲအဝိဇ္ဇာနဲ့တဏှာကမ္မဝုတ်ဒီကုသိုလ်နဲ့အကုသိုလ်ဝိပါကဝုတ်ဒီယုံနာနှစ်ပါးခန္ဓာငါးပါးဒါဆိုလို့ရှိရင်ခုသုံးပါးမှာပါဝင်တဲ့အရေးအတွက်တွေနဲ့အမျိုးအစားတွေကိုသိပြီနော် ကဲသူတို့သုံးခုဘုသုံးပါကဘလို့ဆက်နွယ်နေလဲဆိုတာကိုဘုဘုံတို့ကြည်မယ်ကိလေသာနဲ့ကံနဲ့ကပေါင်းပြီးတော့အလုံးလုံးတယ်ကိလေသာနဲ့ကံကဘာဘာလုံးလုံးလဲပေါင်းပြီးတော့အလုံးလုံးတယ်ပေါင်းပြီးအလုံးလုံးတဲ့အတွက်ကြောင့်သူတို့နှစ်ခုကအကြောင်းတရားဝိပါကအခွက်ကအကျိုးတရားရလာတဲ့အကျိုးတရားကဘာနဲ့ဘာနဲ့ရလာတယ်ယုံနဲ့နှစ်ပါး ခန္ဓာ၅ပါးရတယ်အဲဒီရလာတဲ့ခန္ဓာ၅ပါးကိုမြတ်စွာဘုရားကဒုက္ခလို့ပြောလားဒုက္ခလို့ပြောလားတစ္ဆာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဘာတစ္ဆာဖြစ်မလဲဒုက္ခတစ္ဆာဖြစ်မယ်ဒုက္ခကိုဖြစ်စေတတ်တဲ့အကြောင်းတရားဘာတစ္ဆာလဲသမှုရိယတစ္ဆာဟုတ်လားသမှုရိယတစ္ဆာကြောင့်ဒုက္ခတစ္ဆာဖြစ်တယ်မဟုတ်လားတခါတည်းရတခါတကမတည်း ကိုတိုင်မနှီးဘူးရင်တော့သူများနှီးတဲ့အတန်ကြားဘူးမှာပေါ့ကိုကြွေးရှိရင်ကြေပါသေးကိုကြွေးတွေကုန်မာတော့ဝကြွေးတွေကြေပါစေတော့ဆိုပြီးတချို့တွေမနှီးတော့ကြဘူးလားဝကြွေးတွေကုန်မှုဆိုလို့ရှိရင်ကိလေသာဝကံမဝဝိပါကဝသုံးမျိုးတည်းကအဓိကအချက်ကကိလေသာဝကအဓိကအချက်ပဲကိလေသာဝဆိုတဲ့ဒီကိလေသာကိုတတ်နိုင်မယ်ဆိုလို့ရှိရင် ကုသိုလ်အကုသိုလ်တွေဟာအစွမ်းမထက်တော့ဘူးကမ္မဝတ်ဆိုတဲ့ကုသိုလ်အကုသိုလ်တွေရဲ့အစွမ်းကဘာကြောင့်ဖြစ်ရတာလဲဆိုရင်ကိလေသာဝတ်ဆိုတဲ့အဝိဇ္ဇာနဲ့တဏှာနဲ့သွားပေါင်းမိလို့ကုသိုလ်လို့ရဲ့ကုသိုလ်ရဲ့အကျိုးကိုပေးမယ်အကုသိုလ်လို့ရဲ့အကုသိုလ်ရဲ့အကျိုးကိုပေးမယ်ကုသိုလ်အကုသိုလ်ရဲ့အကျိုးကိုမပေးနိုင်အောင် အဝိဇ္ဇာနဲ့တဏှာကိုဖယ်ရှားပြလိုက်။ဒါဆိုရင်ကုသိုလ်အကုသိုလ်ရဲ့အစွမ်းတွေမထက်တော့ဘူး။ကုသိုလ်အကုသိုလ်ရဲ့အစွမ်းမထက်ဘူးဆိုလို့ရှိရင်ဟိုဘက်ကအကျိုးဝိပက်ဝိဝိပါကဝဆိုတဲ့ရုံဏနှစ်ပါးခန္ဓာ၅ပါးဖြစ်အောင်မလား။မဖြစ်တော့ဘူး။မဖြစ်တော့ဘူးဆိုလို့ရှိရင်ဘုသုံးပါးဖြစ်တဲ့ခိလေသာဝကမ္မဝဝိပါကဝဆိုတဲ့၃မျိုးထဲမှာ ဘယ်ဝတ်ကိုဖယ်ရှားရမှာလဲကိလေသာဝတ်ကိုဖယ်ရှားရမှာတဏ္ဍာဝတ်စင်းရဲကနေပြီးတော့လွတ်မြောက်ဖို့အတွက်ဒါနကောင်းမှုတွေလုပ်တဲ့သီလကောင်းမှုတွေလုပ်တဲ့ဘာဝနာကောင်းမှုတွေလုပ်တဲ့အခုတရားနာနေတာတော့ဘာရည်ရချက်နဲ့လဲတဏ္ဍာဝတ်စင်းရဲကလွတ်မြောက်ဖို့ရည်ရချက်နဲ့ပဲမဟုတ်လားအဲ့တော့တဏ္ဍာဝုစင်းရဲကလွန်မြောက်ဖို့ရှိရချက်နဲ့တရားနာတဲ့ ကိလေသာဟုဆိုတဲ့အဝိဇ္ဇာနဲ့တဏှာကိုဖယ်ရှားဖို့ဆိုတာကိုသိရပြီမလားဒါဆိုရင်အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ကိလေသာနှစ်ပါးကိုဖယ်ရှားဖို့ဆိုလို့ရှိရင်ဘယ်နည်းလမ်းကိုသုံးမလဲတတိပဋ္ဌာန်၄ပါးမဂ်ဂင်၈ပါးအကျင့်တရားဖြစ်တဲ့ဝိပဿနာတရားကိုအားထုတ်ရမှာမလားပဋ္ဌာန်တရား၄ပါးမဂ်ဂင်၈ပါးအကျင့်တရားဟာ ဘာတစ္ဆာလဲမက္ကတစ္ဆာတတိပဒံ၄ပါးမက္ကင်၈ပါးအကျင့်တရားဖြစ်တဲ့ဝိပဿနာတရားကိုကျင့်ကြံပွားများအားထုတ်လို့အတိညာဉ်တွေဟာအစစ်အစင်မြင့်တက်လာပြီးသောတာပတ္တိမက္ကလည်းသောတာပတ္တိမက်နဲ့တန်တဲ့ကိလေသာတွေကိုဖယ်ရှားလိမ့်မယ် တကားတာကမိမက်ကလည်းသူနဲ့တန်တဲ့ကိလေသာကိုဖယ်ရှားလိမ့်မယ်အနာဂါမိမက်ကလည်းသူနဲ့တန်တဲ့နိုင်ရနိုင်ရကိလေသာကိုဖယ်ရှားလိမ့်မယ်နောက်ဆုံးအရဟတမဖြစ်တဲ့ယဟန္တာတို့ရရှိတဲ့မညံသည်ကိလေသာအားလုံးကိုဖယ်ရှားပြစ်နိုင်လိုက်လိမ့်မယ်ဒါဆိုလို့ရှိရင်ဝိပဿနာတရားကိုတို့တကတကမှလေးပွားများအားထုတ်ဖို့မလိုဘူးလားအရေးရောမကြည့်ဘူးလားဘလောက်အရေးကြီးတယ် ဒီကနေ့ငလျင်လှုပ်လိုက်တဲ့ကိစ္စကြီးကိုကြည့်ကြည့်လိုက်ပြောရင်းနဲ့တော့တိမ့်ထဘလောက်ကြောက်ဖို့ပေါ့နော်နော်မြို့ကြီးတွေပါမန္တလေးမြို့ကြီးစကိုင်းမြို့ပြတ်ပြတ်သွားတယ်ဟုတ်လားပြတ်စီးသွားတယ်အသက်တွေတေဆုံးကြတယ်ဘဝတွေပြတ်ကုန်ကြတယ်ဟုတ်လား ဒီငရင်လှုပ်မယ်ဆိုတဲ့ဟာကိုလောက်ခနီးအချိန်အထိငါတို့တွေဘဝတွေပြတ်တော့မယ်ငါတို့တွေရှင်းတဲ့ဥစ္စာတွေပြတ်တော့မယ်အသက်တွေတည်ဆုံးတော့မယ်ထိခိုက်တန်ရာရတယ်ပဲဘယ်သူကသိရှောင်ကြီးချိန်ကိုမရလိုက်ဘုံငနဲ့တိုင်းငနဲ့ဖြစ်သွားပြက်စီသွားတာဟုတ်လားကဲရေးပြီးတော့ကဟောအခုစစ်ပေးတွေရကြီးတနိုင်ငံနဲ့လား တခြားသစ္စာနိုင်ငံတွေပါလေဒီလူတွေဖြစ်နေကြပါမှာလားအဲ့ဒီဟာတွေကိုဩငါတော့မဖြစ်သေးလို့ဒီထဲကိုငါမပါသေးလို့ဆိုပြီးတော့မိမိတော့ရောမနေကြပါနဲ့မြတ်စွာဘုရားလက်ထက်တော်ကကုံနေဤတယောက်ကပါရဏတိမြို့ကနေပြီးတော့တဝတိမြို့ပုံနေရောက်မှုအတွက်လှဲဖို့တင်ပြီးတော့ထွက်လာတယ်လမ်းခုလမ်းမှာ ဘာရာဒတိမြို့နဲ့တာဝတိရဲ့မြို့ချာမှာရှိတဲ့မြစ်ကြီးကရေရရှာလာရေရရှာနေတော့သူခုဘက်ကောင်းမကူနာဘူးဘာရာဒတိရဲ့ဘက်အချမ်းကမြကမ်းမှာပဲသူဒီမြစ်ကြီးကြတဲ့အထိသူစောက်လာလာတဲ့ကြီးရဲ့တက်ကဟိုဘက်ကတာဝတိမြို့မှာနှက်ခတ်ပွဲတပင်ကျင်းပအဲ့ဒီမှာကုန်နေသွားရောက်ဒါပေမဲ့အဲ့မှာစောက်ရင်းနဲ့ဒီမြစ်ကြီးကတစ်ရက်လည်းမကြာနှစ်ရက်လည်းမကြာ အဲ့လိုမျိုးစောင့်ရင်စောင့်ရင်စောင့်ရင်လည်းဟိုဘက်ကနှက်ခတ်ပွဲတပည့်ကပြီးသွားပြီဒါပေမဲ့သူကစောင့်လို့စောင့်တော့မဲ့သူ့ရဲ့ရည်ရွယ်ချက်ကဒီကုန်းလေးကိုခုမျှော်လင့်ချက်နဲ့ပေါ့နော်သူစီးပွားရှာမြတ်စွာဘုရားကတောက်ထိပ်မြို့မှာဆုံးခံကြွရဲနဲ့ဟိုဘက်ကန်းကကုန်းတွေကိုလှမ်းမြင်လိုက်တဲ့အခါကျတော့ပြုံးတော့မှုတယ်ပြုံးတော်မူတော့ရှင်အနန္ဒာမိတဲ့ရှင်တရားအားကြောင့်ပြုံးတော်မူတာပါလေ အနနာတဲ့ဟုတ်ပဲကံကကုန်တယ်ယူမင်းတိတလားတဲ့ပြီးပါတယ်ဖေဟာမင်းနဲ့ရင်းနှီးကျွမ်းဝင်မှုရှိသလားရှိပါတယ်ဖေဟာတဲ့အေးအဲ့ဒီကုန်တယ်ရာတဲ့သူအသက်ရှင်မှုအတွက်ခொနရက်ပဲကြာတော့တယ်ခொနရက်ပြည့်သူသေးတော့မှာဒါပေမဲ့သူဟာသူသေးမဲ့ရက်သူမသိတဲ့အတွက်ကြောင့်သူဒီဘက်တာဝတိကံဘက်မှာကုန်ပစ္စည်းတွေကိုကုန်တဲ့အထိရောင်းချတယ်ရောင်းချပြီးမှသူ အိမ်ပြမယ်ပေါ့ရှင်အနန္ဒာရှင်ပြရတဲ့အဲ့ဒါဆိုတပြီတော့သွားပြီးသူ့အတိပေးလိုက်ရမှာအေးမင်းနဲ့ယင်းကြီးကျွမ်းဝင်နေဆိုရင်တော့အတိပေးလိုက်ပါတဲ့ဆိုတော့ရှင်အနန္ဒာကသူရှိမှဆုံးခန့်ကြွားတဲ့အခါကျတော့သူကတရာတရားထက်သန်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဆုံးနေလောက်လှုပ်လိုက်တယ်လောင်းလှုပ်လိုက်ပြီးတဲ့အခါကျတော့ရှင်အနန္ဒာကတခါကြီးတဲ့တခါကြီးဒီမှာဘလောက်ကြောင်နေမယ်လို့စိတ်ကူးတယ်လေ တပိတော့ဂုံနေရောင်းဂုံနေအထိနော်ဒီမှာနေပြီးတော့ရောင်းချပြီးဂုံပစ္စည်းတွေဂုံမှာတပိတော့အိမ်ပြန်ဖို့စိတ်ကူးပါတယ်ခင်ဗျာတဲ့အဲ့လိုလျှောက်တဲ့အခါကျတော့ဒကာကြီးတဲ့ဒကာကြီးရဲ့အသက်ဟာခொနဲ့ရဲ့ဘဝမှာနေထိုင်ဖို့အခွင့်အရေးရှိတော့တယ်ပြောတယ်ပြောတော့ဂုံနေရစဉ်းစားတယ်အင်းသူတော်ကောင်းကြီးပြောတဲ့စကားဟာလျော်ယူထုံးတဲ့တော့မရှိဘူးဆိုပြီးတော့သူက မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုပြင်ဖက်ပြီးသွန်နေကိုချက်ပြုတ်ပြူတယ်။မြတ်စွာဘုရားကဒီကုံတွေကြီးကိုသစ္စာလေးပါးရားတွေခေါ်လာ။သစ္စာလေးပါးတရားကိုဟောကြားပြီးတဲ့အခါကျတော့ဒီကုံတွေကြီးဟာသောတပန်ဖြစ်သွားတယ်။သောတပန်ဖြစ်သွားပြီးအဲ့ခုနှစ်ရက်ပြည့်တဲ့နေ့မှာပဲသူကောင်းမှုလို့ဆိုပြီးတော့အဲ့ရတဲ့ခဏလှဲနေတယ်အဲ့ဒီမှာတည်သွားတယ်။တည်ပြီးတဲ့အခါကျတော့သူကသူတိတာနတ်ပြီးရောက်သွားတယ်။ ပြောကျင်တာသေခြင်းတရားဒီအတိတ်ကဘာကြီးမှာဖြစ်ပြနေတာလေအခုကြည့်နော်အခုပူပူနေနေဖြစ်နေတယ်တဘာဝမြင်မြင်ပေးတယ်နော်ဒါလေးဖြစ်နေတာအဲ့တော့ကိုကငါအသက်ရှင်ဖို့မယ်နေလို့နေနိုင်သေးတယ်ဆိုတော့စိတ်တွေငါမနှက်ခတ်သေးမယ်လို့ဘသူမှအစင်လာကြောက်ညနေသေးမယ်လို့စဉ်းစားကြအခုတရားနာနေသေးမယ်လို့စဉ်းစားကြ မစင်သားကြအဲ့ဒါငါရှင်းအောင်မယ်နေကြအောင်မယ်နေနိုင်အောင်မယ်ဆိုတာဆိုတဲ့စိတ်တည်းတတိတရားကျင်းလို့ပြီးတော့လောဘဒေါသမောဟတွေရဲ့လှည့်စားတဲ့တင်အောက်ပါတနည်းပြောရင်အဝိဇ္ဇာတဏှာရဲ့လှည့်စားချက်အောက်ပါဘုံမုံတို့လေအလိန်ခံအလှည့်ခံပြီးတော့ဒုက္ခကိုဝယ်ယူနေတာနေ့စဉ်နေ့စဉ်ဟုတ်လားအဲ့တော့တရားခံဖြစ်တဲ့အဝိဇ္ဇာတဏှာကို မြန်နိုင်တယ်မြန်နိုင်တော့မဖယ်ရှားဖို့မလိုလားဖယ်ရှားဖို့လိုတယ်เนาะတကယ်လို့မဖယ်ရှားနိုင်တာပါဒီအဝိဇ္ဇာတဏှာကိုအားပြော့သွားအောင်အတွက်အားထုတ်ဖို့မလိုဘူးလားဒါဆိုလို့ရှိရင်ဝိပဿနာတရားတွေအားထုတ်ဖို့အတွက်တို့တက္ကသမားတွေနေ့ဆိုင်နေ့ရွှေညရွှေရွှေဖို့တင့်လျော်ပါမလားဒါဆိုလို့ရှိရင်အချိန်တိုင်းအချိန်တိုင်းလမ်းသွားရင် တတိတက်ပြီးတော့ရှုမှတ်နေရနော်နောက်ဆုံးကြီးကြီးကျင့်ငယ်စွမ်းတဲ့အချိန်တော့ရှုမှတ်နေရဣရိယာပုတ်၄ပါးဖြစ်တဲ့လျောင်းထိုင်ရက်သွားဘယ်လိုအခြေအနေဝါဖြစ်ဖြစ်လက်လှုပ်ရင်လှုပ်တယ်မြခေါင်းလှုပ်ရင်လှုပ်တယ်မြခြေလှုပ်ရင်လှုပ်တယ်မြဟုတတိမလွတ်ဖယ်နဲ့ရှုမှတ်နေရင်ဒါဝိပဿနာရှုနေပြီသားဖြစ်ပါလိမ့်တီးတန့်ကြီးစိတ်တာကိုပါပြီးအာမထုတ်နိုင်ရင်တော့မှ ။ပိုးမကွာအိမ်မကွာမိမိအိမ်မှာပဲရှော်ရင်ဖွင့်ချက်ရင်ပြုတ်ရင်ရှုမှတ်လို့မဖြစ်နိုင်လား။ဒါဆိုလို့ရှိရင်မိမိတို့လုံတမား၊ကင်တမားတွေကိုတတိကပ်ပြီးတော့ဝိပဿနာတွေကိုရှုမှတ်ပွားများပြီးတော့မပေါက်ကိုဝင်ရှုမှတ်ပွားများအားထုတ်နိုင်ကြတယ်။တခါတကမှဖြစ်နိုင်ကြပါစေကုန်သတည်း။